အာမကြုံခဲ့ဘူးပေါ့နော်။အော်ဒီလိုခွင့်ရမျိုးတွေဒီခေတ်ဒီဇိုင်နာတွေကအရင်ကကောင်းတယ်။음မရှိပါဘူးတော်ကြပါတယ်ဒီဒီဘက်ခေတ်ကလေးတွေကပေါ့နော်။ဆိုတော့ကိုကတော့တစ်ခါလေးသူတို့ပြန်ပြောသဘောကျတယ်။ဟောဒီကတော့ဟော market market by lunch ရဲ့ဟော character မမိုးပါဒီဘက်ကကျတော့ ဒီ market ပိုင်း lash magazine ရဲ့ style ပေါ့เนาะ nikki ခေါ်ပါတယ်ဟုတ်ပါရှင်ပွဲအားကတော့ဟိုထိုင်းနိုင်ငံချင်းရိုင်ပြန်ချင်းရိုင်မျိုးပေါ့မင်းဆိုင်မျိုးပေါ့เนาะအဲနှစ်တိုင်းကတော့ကျမတို့က season ပြီးခဲ့တဲ့နှစ်မှာလဲ season 2နေနဲ့ lash မှာနေပြီးတော့ပါဝင်ခဲ့ပါတယ်ဒီနှစ်မှာကျတော့ lash မှာနေလဲ official partner နေနဲ့ season 3ပါဝင်နေပါမှာအဲတော့ထိုင်းနိုင်ငံအဲချင်းရိုင်ခရိုင်မင်းဆိုင်မျိုးမှာဒီရဲ့သူအဲဟိုအဓိကသူ fashion show ရဲ့လမ်းမပေါ်မှာပေါ့เนาะလမ်းမပေါ်မှာ fashion on the road ဆိုတဲ့ င်းနဲ့ကောင်းဆင်နဲ့ကျင်းပခဲ့ပါတယ်ဆိုတော့အဲ့ဒီမှာပဲဒီနေ့လည်းဆက်လက်ယူကျင်းပမှာဖြစ်ပါတယ်ရှင်အမှန်တရားကအဲ့ဒီနေ့တပိုင်းနေ့ကနေပြီးတော့လုံးဝကားလမောက်ဖိတ်ထားလိုက်တာပေါ့နော်ဖိတ်ထားလိုက်ပြီးတော့မှအဲ့မှာ state scene တွေရဲ့နောက်ပြီးဒီရှောက်လန်းတွေဆိုလဲသူကအဲသူတို့ရဲ့ things တွေပတ်တန်တွေခင်းဆိုင်ခင်းပလိုက်တာပေါ့ခင်းပလိုက်ပြီးတော့မှအာပေးတော့ရှိတယ်ပုံမှန်ပေးတော့ရှိတယ်အဲ့ဒါကိုပေးရှာတော့ပေးတရာကျော်လောက်ရှိတယ်အဲ့နေရာမှာလုံးဝကာပြီးမှ လုံးဝဒီ road ပေါ်ပါပေါ့နော်သူကလည်းနာမည်ကလည်း fashion on the road เนาะအဲ့လို new fashion show ကိုကျင်းပတာပါအဲ့ဒီ show ပိုင်းဆိုတာကြိမ်မြင့်ကြိမ်ခွေးဖြစ်ပြီးဒီ ဂျီနီယာဘိုင်းနေပေါ့သူတို့တွေဆိုလို့ဆိုရှင်ဒီအင်ဂျီရဲ့ concept ကိုလုပ်တဲ့အခါမှာဘယ်လိုပို့ပြီးတော့ဟိုလုပ်လို့ရမယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးအထောက်ပံ့ပေးမယ်ဘယ်လို color တုံးနေရပို့ပြီးတော့သုံးရမယ်ဆိုတဲ့ဟာမျိုးကြည့်တာပေါ့နော်အားမျိုးတွေကို manage ပိုင်းမှာပေါ့ဒါပေမဲ့တိုင်ပွင့်နဲ့ပတ်သက်ပြီးတော့ CPC နဲ့ညာကြတော့အဲ့ဒီအကဲချက်တာပုံကကြတော့ဒီမဲ့ချင်းလိုက်တက်တယ်ပို့မှာပေါ့နော်ဆိုတော့ဒီဘက်ကနေရဟာပြင်ပေးလို့ရတယ်ဆိုတော့တိုင်နဲ့တိုင်ပွင့်တွေအကုန်လုံးကို manage အနေနဲ့ဒီ time မှာအကောင်းဆုံးပံ့ပိုးပေးမှာပေါ့နော်နောက်ကနေပြီးတော့ ဘယ်လိုပုံစံမျိုးတွေလို့ concept တွေလို့ရွေးသွားမယ်ဆိုလို့ရှိရင်စည်ပြီးနိုင်မယ်အတိုင်းမဲ့ဟာရေအဲ့တော့တိုင်းမဲ့ဟာမှာဆိုလို့ရှိရင်လည်းဒီဟာ category တွေရှိတယ်ဥပမာဒီတိုင်းမဲ့တိုင်းမဲ့ဝင်တွေက casual နဲ့တိုင်းမှာလား formal wear နဲ့တိုင်းမှာလား evening dress နဲ့တိုင်းမှာလားပေါ့အဲ့ဒါမှာတစ်ခါတစ်ခုကကြာတော့ print design ဆိုရယ်ဆိုတာဖြစ်ရှိလာတယ်ရှိရှိရယ်အဲ့တော့ဒီနေ့ရအထူးဆိုပါဟုတ်တယ်ဒီနေ့ရအထူးဆိုပါနော် ဆိုတော့ creative design ဆိုတာ desktop ပြီးရှိရဆိုတော့တိုင်မဲ့လူတွေအနေနဲ့ကပို့ပြီးတော့လဲ change စရာပြီးတော့အဲ့ဆုတွေအားလုံးက category အားလုံးမှာလဲပထမဆုတ်ပြရတတိယဆုတ်ပါရှိပြရဆိုတော့ဆိုတော့ပို့ပြီးတော့လဲကိုယ့်ထဲ change ပြရပါပေါ့ဆိုတော့ပထမဦးဆုံးတိုင်မဲ့တိုင်ပွဲဝင်နေတဲ့အုံလုံးကဒီကနေပြီးတော့အရင်ဆုံး sketch ပါတင်ရမှာပေါ့ကိုကိုတိုက်တဲ့ပုံစံတိုက်တဲ့ pattern တွေကိုတုံးပြီးတော့အဲ့ဒီရဲ့ဒီ pattern တွေကိုရမယ်ကိုစားကြည့်ရဲ့အဲ့ဒီပုံစံမျိုးပေါ့နော်ကိုတိုင်မဲ့ကတော့အဲ့တိုင်ပြီးတော့အဲ့ sketch တွေကိုပြန်ပြီးတော့ဒီဘက်ကနေပြီးတော့ရွေးချယ်မယ် လေးချဲ့ပြီးွားတဲ့အခါကျလို့ရှိရင်ပါရဲ့ selection မှာရောက်အာ300လောက်ပြန်နေဆိုရှင်100လောက်ပဲကျန်ပြီဘာမှမစကက်ရှ်ပုံစံမှာကျန်နေရတော့20ထောက်လာတာမျိုးရှိနေပေါ့နော်ဆိုပြီးွားရတယ်ဒီ100ကိုအဲ့လိုတကယ်သူရဲ့ဒီချင်းဝိုင်းရဲ့ဟိုလေးချရမယ့်ဟာရဲ့ဆက်ရှိရဲ့သူပြီးရဲ့ဒီပတ်တန်လေးသူပြီးရဲ့ဒီဇိုင်းလေးကိုအခြေခံပြီးတော့ပြန်ပြန်ပြန်ရမှာပေါ့နော်ပုံဆွဲရုံပဲဒီကတော့ခမောက် first step မှာတော့ပုံဆွဲရုံလေးအဲ့ဒါလေးတွေကိုသူကပြန်ပြီးတော့ပြန်ရတယ် အဲ့ဒါအောင်မှာပြတော့ပြန်ပြီးရွေးချယ်ပါအရာ90ပေါ့အဲ့အရာ90ကိုအဲ့အရာ90ရမှာဒီပိတ်စားလိုက်စပြီးချုပ်ရမယ်ဖတ်တဲ့ရင်ဆွဲရမယ်အဲ့ဒီဟာတွေအကုန်လုံးအတွက်လဲအကုန်လုံးပြင်ပနေရမှာပေါ့နော်သူတို့ ဲ့ဟာအဲ့လေဒီဘက်ကနေ last month ကြီးစရည်ပြီးတော့ membership အနေနဲ့ပေးနေမှာအဲ့ဒီမှာ program အနေနဲ့ပေါ့နော်အင်းကြီးငါမဲ့လုပ်တဲ့ဟာတွေအစပါအကုန်လုံးအဲ့မှာ membership ပေးနေရဲ့အချိန်အဲ့ဒါပြီးသွားမှာအဲ့50တရားမှာ100ရောက်ကိုသူကဆူနေမှာအဲ့ဒါအခါကျတိုင်ဝဲပြန်ရမှာပေါ့နော်အဲ့လိုမျိုးတော့ရှိပေါ့တိုင်ဝဲစီဟာတိုင်ဝဲဝင်ဖောင်းနေတာကူအဲတကယ်စာဖွင့်တာကတော့ကျွန်တော်ဘက်ကနေတကယ်စာဖွင့်တာတော့ဒီလမေလလာဆန်တကယ်နေ့ကနေစာဖွင့်တာမေလ31တိပေါ့နော်အဲကျွန်တော်တို့ဒီ lash မှာနေလဲစာပြီး application form တွေကစတင်ပြီးတော့ဟို online form လေးလက်ခံနေ ပါပြီအဲတချို့ကျတော့ online form အနေနဲ့တင်ရအခက်အခဲရှိရဆိုရင်လည်းအခု market by lash ရဲ့ဒီကျွန်တော် pop up store လေးရှိရ Junction City ဆိုင်ခွဲနဲ့ Mountain ဆိုင်ခွဲမှာလည်းလာပြီးတော့ physical form လေးလည်းလာကြည့်လို့ရပါတယ်ရှင်။ပထမသမားတွေအတွက်ကကြတော့ဟိုအဓိကတော့ဟိုစုပေါ့နော်ခုနပြောကစုက category လိုက်ပေါ်ဘူတည်ပြီးတော့သူက total ဘတ်သိန်းဟို၄သိန်းပေါ့နော်သူရဲ့ total pool price က၄သိန်းပါရှင်။အဲ့တော့ iPhone မှာမှာအဲခုနကလို category ဟာ casual wear ပြန်ခွဲ casual clothes ရ working clothes ရ evening clothes ရအော်ဒီနေ့အတွက်ကအထူး ဆူတစ်ခုဖြစ်တဲ့ New Creative New Generation Award ဆိုတဲ့တစ်ခုပေါ့အဲ့လိုပေါ့ total 10ဆုပါအဲ့တော့ပထမဆုံးအနေနဲ့ category တစ်ခုစီမှာကြတော့ပထမဆုံးဘတ်တသိမ်းပါဒုတိယဆုံးဘတ်တသောင်းနဲ့တတိယဆုံးဘတ်တသောင်းအဲ့တော့ category ၃ခုလုံးအတွက်ကအတူတူပါပဲပထမဆုံးဒုတိယဆုံးတတိယဆုံးအဲ New Creative New Generation Award အနေနဲ့ကတော့ဘတ်တသောင်းအဲ့ဒါတော့တဆုလေးပေးပါပါရှင်အဲ့ဒါကြတော့အဲ့ကြောင့်ပြိုင်ပွဲဝင်နေရကြတော့ เนาะအခုနောက်စုဂိမ်းငွေအပြင်ပေါ့เนาะ certificate နဲ့ trophy ကရရှိမှာဖြစ်ပါတယ်ပြီးရင်ဒါဆို others အနေနဲ့ကျတော့မြန်မာနိုင်ငံဘက်အနေနဲ့ကျတော့ကျွန်တော် Lash Magazine မြန်မာအနေနဲ့သွားမဲ့ဟိုပူပေါင်းလုပ်ဆောင်မဲ့ editorial shooting နဲ့အဲ့ဒီအမှုညာလုပ်ငန်းတွေအလုံးလုံးဟို fashion show နဲ့ပတ်သက်တဲ့လုပ်ငန်းတွေဒီ fashion နဲ့ပတ်သက်တဲ့လုပ်ခိုင်တွေဖွင့်ရေးတွေလည်းရရှိမှာဖြစ်ပါတယ်ရှင်ပြီးတော့တခုဒီမှာကျတော့သူစားဖြစ်တာကျတော့ဟိုကျွန်တော်တို့ဒီမြန်မာနိုင်ငံအနေနဲ့ကျတော့ ဟို mentorship program လေးတွေလည်းပေးထားရတယ်ပေါ့နော်။အဲကြတော့ဒီတိုင်ပွဲဝင်ကလေးတွေတချို့ညီစားတော့ဟိုဝါသနာပါတယ်၊တိကျတယ်၊တချို့ကျတော့ဟိုဥပမာဒီဇိုင်းစင်ကစားကလေးတွေပေါ့နော်။ဟိုဒီဟိုပြန်ဝင်စွာပါလဲဒေသနာမျိုး international တိုင်ပွဲဖြစ်တဲ့အတွက်အဲတချို့ညီစားတော့လည်းအခက်အခဲလေးတွေရှိနိုင်တယ်ပေါ့နော်။အဲ့အမျိုးတွေတော့ကကျမတို့က national ဘက်ကနေ mentorship program လေးတွေလည်းပံ့ပိုးပေးထားပါတယ်။အဲ့ဒါကြတော့ mentorship မှာကျတော့အဓိကဒီ stylist ပေါ့ဟိုအဓိကကွာဒီဇိုင်နာပေါ့နော်။ဒီဇိုင်နာအနေနဲ့ကတော့ဒါပြီးခဲ့တဲ့နှစ်မှာလည်းပါဝင်ခဲ့တယ်မပေါ့မပေါ့ပေါ့နော်ဒီဇိုင်နာမပေါ့ရဲ့ ယ်။နောက်ပြီးတော့ designer လာဖြစ်ရံပေါ့နော်။သူတို့နှစ်ယောက်ကလည်း mentorship programmer ပါဝင်ပေးမှာဖြစ်ပါတယ်ဒီကလေးတွေအဓိကဒီဇိုင်းအဒီ creative design ရွေးချယ်တဲ့ဘိုင်းနေဒီဒီဇိုင်းနဲ့ပတ်သက်တဲ့အကြံဉာဏ်လေးတွေပေးသွားမှာဖြစ်ပါတယ်နောက်က stylist အနေနဲ့ကတော့ Nikki Ryan stylist Nikki Ryan ကနေပြီးတော့လည်းပေါင်းပါဝင်မှာဖြစ်ပါတယ်နောက်ကျောင်းအနေနဲ့ကတော့ဟိုဟိုဓပုံဆရာအောင်ရဲလင်းပေါ့နော် Shane photographer အနေနဲ့ mentorship ကိုတော့ပေါင်းပါဝင်ပေးမှာဖြစ်ပါတယ်အဲ့ဓပုံအောင်ရဲလင်းအနေနဲ့ပေါ့နော် Shane အနေနဲ့ပါဝင်မဲ့အကြောင်းကတော့အဲကျွန်တော်တို့ဒီဟိုပန်ဝဲမှာကတော့ video presentation လေးတွေပါတယ်ချက်အဲ့ဒါလေးတွေကနောက်ဆုံး selection ောင်ဆုံးဖိုင်နဲ့ရွေးချယ်ပြီးရဲ့အချိန်မှာအဲဗီဒီယို presentation လေးတင်ရပါရယ်ပေါ့နော်အဲ့ဒါကြာအဲ့ဒီပိုင်းတွေမှာဒီ video ပတ်နဲ့ပတ်သက်လို့ဒီလူပညာဘောပေါ့နော်ဖန်ဆောင်မှုဒီ visual story လေးတွေမှာ creative ဘလိုမျိုးလေးတွေဟိုသွားသင်လဲပြအဓိကဟိုပြန်ပွဲတစ်ခုအနေနဲ့မဟုတ် fashion အနေနဲ့ fashion အမြင်အားနေရောပေါ့နော်ဟိုဘလိုမျိုးသူ့အနေနဲ့အဲပေးဟို mentorship program လေးပေးနိုင်လဲဆိုတာကပြောသူသူပါဝင်ပူးပေါင်းမဲ့စီစဉ်လေးလည်းရှိပါတယ်အဲ့တော့ဟိုဒီခွင့်ရေးလေးတွေကတော့ဟိုဒီတိုင်းလေးပြန်ပွဲဆိုပြီးတော့ဒီတိုင်းလေးဟိုဘာလို့မှမသိရတဲ့ မျိုးတော့မဟုတ်ပဲねကျမတို့ lashman မှာနေပြီးတော့ပေါ့เนาะအဓိကလည်းစနေတကြနဲ့ season ဆောင်ရွက်ပြီးတော့ပြောင်းလဲဝင်နေကုန်လုံးကိုလည်းအကောင်းဆုံးပတ်မှုပြပမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဟုတ်ဒီလိုဆက်လက်တွေကိုလည်းကျမတို့ဒီ lashman မှာ lash magazine မှာရောမကက်ပါ lash ပေါ့เนาะ facebook account တွေကနေလည်းကျမတို့ကတင်နာပါတယ် application form တွေရော online form တွေရောအကုန်လုံးအဲ့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်သူနဲ့ပတ်သက်တဲ့ category တွေ criteria တွေပေါ့เนาะအားလေးလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ် အာမကြုံခဲ့ဘူးပေါ့နော်။အော်ဒီလိုခွင့်ရမျိုးတွေဒီခေတ်ဒီဇိုင်နာတွေကအရင်ကကောင်းတယ်။음မရှိပါဘူးတော်ကြပါတယ်ဒီဒီဘက်ကခလေးတွေอ่ะပေါ့နော်။ဆိုတော့ကိုကတော့တစ်ခါလေးသူတို့ပြန်ပြီးတော့သဘောကျတယ် ဟုတ်ကဲ့ပါရှင်ဟုတ်ခုအဲချင်းရဒီဇိုင်နာ competition 2025အာ online application တွေလည်း site ဖွင့်မြန်မာနိုင်ငံနေနဲ့လည်းစတင်ဖွင့်လင်းနေပါပြီအဲဟိုလက်မွဲကတော့ August လ29 30 31ထိုင်းနိုင်ငံချင်းရိုင်ခံမဲဆိုင်မြို့မှာကျင်းပမှာဖြစ်ပါတယ်အဲ့တော့ဒီဘက်ကနေလော online application တွေမှာလည်းဟိုတော့ဒီလောက်ပုံပေါ့နော်မေလ31ရက်နေ့မှာနောက်ဆုံးထားပြီးတော့တင်ရင်တင်နိုင်ပါတယ်ကျမတို့ဘက်ကလည်းလိုအပ်တဲ့ပံ့ပိုးကူညီမှုများအုပ်လည်းလက်ရှိမှာဘက်ကနေလည်းမြန်မာနိုင်ငံကဒီ တက်တက်ဆောက်ဝါသနာရှင်ဒီဇိုင်းနဲ့လူရဲ့များပေါ့ဘူးလဲဖြစ်ပေါ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်